အားလုံးပဲမင်္ဂလာပါရှေးဦးစွာဖျန်းရှင်ရဲ့ဂျေဇုတော်ကို ပြန်လည်ချီးမွမ်းလိုပါတယ်ဒီနေ့တော့ကျွန်တော်တို့အတူတကွာတက်တဲ့အခန်းကြီး1အငယ်9အားဖြင့်ဆင်ကျင်ဖို့ခေါ်ဖိတ်ခြင်းတယ်ကျမ်းပိုက်လေးကိုဖတ်ကြားခြင်းတယ်တို့ဖြစ်၍မာကေဒေါနီပြည်အခါရပြည်၌ယုံကြည်တော်သူအပေါင်းတို့အားတင်တို့သည်ပုံသက်တည်ပေးတော်သူဖြစ်ကြ၏ တက်တာလုံးနေအသိန်းတော်ရဲ့အံ့ဩပွဲကောင်းတဲ့တက်တည်ခံချက်နှစ်ခုရှိတယ်ဆိုတဲ့အရာကို တွေ့ရမှာဖြစ်ပါတယ်ပထမကတော့သူတို့ဟာအေဝင်ဂေလီဝေငှတဲ့နီလန်းနဲ့အသက်ရှင်မှုစံပြ ပုံစံကို တွေ့ရမှာဖြစ်ပါတယ်ရှင်ဘောလူကသူတို့ဟာတဲ့မာကီဒေါနီပြည်အခါရပြည်မှာရှိတဲ့ယုံကြည်တဲ့သူတွေရဲ့ရှေ့မှာတဲ့ တက်တာလုံးနဲ့အတင်းသူတင်းသားတွေဟာပုံသက်တီကို ပေးတယ်ဆိုပြီးတော့မှသူကိုချီးကျူးပါတယ်အခြားသောယုံကြည်သူများကတက်တာလုံးနဲ့အတင်းတော်ကိုကြည်ပြီးဒါဟာငါတို့ကြင့်ကြံနေထိုင်သင့်တဲ့နီလန်ပဲလို့ပြောမှ အသေးချာပဲဖြစ်တယ်အံ့ဩစရာကောင်းတဲ့အရာကတက်တာလုံးနဲ့အတင်းသူတင်းသားတွေဟာခရစ်တော်ထံမှာလက်မြောက်ရှုံးပေးပြီးခရစ်တော်စီကို လာဖို့ရန်အတွက်သူတို့ဟာအချိန်အများကြီး မယူခဲ့ဘူးဆိုတာကို မြင်တွေ့ရမှာဖြစ်တယ်။အဲဒီတော့သူတို့ရဲ့အသက်တာကိုစက္ကပ်အနံပြီးနောက်အရာအားလုံးဟာ တကယ်ပဲသူတို့ရဲ့ဘဝအသက်တာမှာသူတို့ရဲ့အသင်းတော်မှာ ဖြစ်ပေါ်လာခဲ့တယ်။ဆိုတော့အဲဒီအသင်းတော်မှာယုံကြည်ထိုက်တဲ့တည်တည်ခံချက် ပေးထားတဲ့ညွန်ကြားချက် အစီအစဉ်တွေကို ကြည့်တဲ့အခါမှာလည်းပဲအသစ်တီထွင် ဖန်တီးမှုတွေမဟုတ်ဘူးဆိုတဲ့အရာကိုမြင်ရမှာဖြစ်တယ်။တမန်တရားအကြောင်းကိုဝေငါတည်တည်ခံပြီး သူတို့ရဲ့ဘဝအသက်တာမှာအဲ့ဒီတမာတရားအတိုင်းရိုးရိုးလေးပဲအသက်ရှင်နေတာကိုတွေ့ရမှာဖြစ်တယ်။အဲ့တော့သက်တာလုံးနဲ့မြို့သူမြို့သားအသင်းသူအသင်းသားများဤတူကျွန်တော်တို့ယုံကြည်သူအသင်းသူအသင်းသားများအားလုံးရဲ့ဘဝအသက်တာမှာလည်းပဲသူတို့ကဲ့သို့ခရစ်တော်ရဲ့ပုံတန်တော်ဟာကျွန်တော်တို့ရဲ့အသက်တာမှာရင့်ကျက်ကြီးထွားလာပြီးသူတော်ဘာအတွက်ပုံသက်တွေကိုပြနိုင်တဲ့အသက်ရှင်မှုဖြစ်ဖို့လိုပါတယ်။ တက်တာလောနေမြို့သူမြို့သားတွေဟာပုံသက်တွေရက်လက်အနေနဲ့မာဂီရောနီပြည်အခါရပြည်မှာရှိတဲ့ယုံကြည်သူတွေအပေါ်မှာလဲသူတို့ရဲ့အသက်ရှင်မှုပုံစံတွေကအများကြီးတက်ရောက်မှုရှိခဲ့တယ်ဆိုတဲ့အရာကို ရှင်ပေါ်လူ ပြောခဲ့တာကိုမြင်ရမှာဖြစ်တယ်တက်တာလောနေမြို့သူမြို့သားအတင်းသူအတင်းသားများရဲ့ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့မှရှင်ပေါ်လူက သူများတွေကိုပြောပြဖို့ရန်အတွက် မလိုအပ်ခဲ့ဘူး။ဘာကြောင့်လဲ?တက်တာလုံးနဲ့အတင်းသူအတင်းသားတွေရဲ့အသက်ရှင်မှုကတကယ်ပဲတခြားသောတိုင်းပြည်မှာကြော်ကြားနေသောကြောင့်ဖြစ်။ဆိုတော့တကယ်တမ်းဆိုရင်တက်တာလုံးနဲ့အတင်းတော်ကနတ်ကိုးွယ်တဲ့ပဝင်းကျင်အတိုင်းအဝိုင်းမှာရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့သူတို့ရဲ့အသင်းတော်နဲ့အိုလံပက်တောင်ဆိုတဲ့ great net ဖျားများ ရှိတယ်လို့ယူဆရတဲ့နေရာက 55မိုင် အကွာအဝေးမှာရှိနေတာဖြစ်ပါတယ်။သူတို့ရဲ့ဘဝအသက်တာကနတ်ကိုးွယ်ဖို့ရန်အတွက်ပြုစုပျိုးထောင်ခြင်းကို ခံရတော်လဲပင်ခရစ်တော်ရဲ့အေးဥလီတရင်စကားကြားရတဲ့အခါမှာသူတို့တွေအားလုံးဟာ ခရစ်တော်စီကိုလက်လာပြီးရုပ်ထုကိုးွယ်ခြင်းကိုစွန့်ခွာလာခဲ့ကြတယ်။ဒါဟာသူတို့ရဲ့ကြီးမားတဲ့ပုံသက်တွေ ဖြစ်တယ်ဆိုတဲ့အရာကိုမြင်ရမှာဖြစ်တယ်ဆိုတော့သူတို့ကဒီနည်းအတိုင်းပဲသူတို့ရဲ့အသက်တာမှာခံစားရတဲ့အရာတွေကို တပားသူတွေကိုလည်းပဲပြန်လဲပြီး လက်ဆင့်ကမ်းဝင်ကားတယ်ဆိုတဲ့အရာကိုတွေးရတယ်ဒုတိယနည်းလမ်းကဘာလဲဆိုရင်နှုတ်ကပတ်တော်ကိုနှုတ်ဖြင့်တက်တည်ခံခြင်းဖြစ်ပါတယ်တတလောနေဩဝါရစာပထမဆုံးခန်းကြီး1ငယ်10မှာသင်တို့ထံကသခင်ပြား၏နှုတ်ကပတ်တော်အတန်သည်အရရတု၌နန့်ပြားလေ၏တဲ့ ဆိုတော့ဒီနေ့တို့ရဲ့ဘဝအသက်တာမှာတို့ခံစားရတဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းအကြောင်းအရာများကိုတို့ဟာဒီတိုင်းမသိမ်းထားဘူးတို့ဟာဝေငှတယ်ဒါကြောင့်တို့ဝေငှတဲ့အတန်ကတဲ့အရရက်မှာနံ့ပြားတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ခရိယံအသက်ရှင်မှုဆိုင်ရာပုံစံဟာဘယ်တော့မှဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့တီးကြမဖြစ်သင့်ဘူးဆိုတဲ့အရာကိုတတိပြုရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အသက်ရှင်မှု ပုံစံတွေအားလုံးက တမာတရားရဲ့ပဲ့တင်တန်ဖြစ်နေဖို့အင်မတန်မှ အရေးကြီးပါတယ်ပဲ့တင်တန်ဆိုတဲ့အရာကတစုံတစ်ယောက်ရဲ့မူရင်းအတန်ကထက်ကတလဲလဲဖြစ်ပေါ်နေခြင်းကိုပြောနေခြင်းဖြစ်ပါတယ်ဒီကျွန်တော်တို့ရဲ့နှလုံးသားထဲမှာရှိနေတဲ့သခင်ပြားရဲ့နှုတ်ကပတ်တော်စကားတော်အတန်ဒီထက်ကတလဲလဲကျွန်တော်တို့စီကနေပဲ့တင်ထက်ပြီးတော့မှကဘာအနက် ပြန့်ပွားဖို့ရန်အတွက်ဖျားလိုချင်တာဖြစ်ပါတယ်ဘုရားသခင်က သူ့ရဲ့အတန်ကိုပြန့်ပွားဖို့ရန်အတွင်းကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတန်ရှင်သောဝိညာဉ်တော်ကို ပေးထားပြီးပြီဖြစ်ပါတယ်။ဒါကြောင့်တင့်အနေနဲ့ထိုနှုတ်ကပတ်တော်အတန်ကိုကဘာအနှံ့ပြန့်ဖို့ရန်အတွက်ဝေငါဖို့ဖြစ်ပါတယ်။တင်းကိုပိုင်စကလုံးတွေဖန်တီးဖို့ရန်အတွက်ဘုရားသခင် အလိုတော်မရှိပါဘူး။တင်းရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ပြောဖို့ရန်လဲဘုရားသခင်အလိုတော်မရှိပါဘူး။တင်းရဲ့အစွမ်းအစနဲ့လှုပ်ဖို့ရန်အတွက်ဘုရားသခင် အလိုတော်မရှိပါဘူးဖခင်ကသူ့ရဲ့စကားတော်တွေကို ပြောကြားပြီးကဘာအနက်ပဲ့တယ်ထပ်ဖို့ရန်အတွက်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အကူအညီအဖြစ်လှုပ်ဆောင်ဖို့ရန်သာဖခင်အလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူအယောင်ချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာတက်တာလောနေအသိန်းသူအသိန်းသားကဲ့သို့တကယ်ပဲကြီးမားသော ပုံသက်သည်ဒုက္ခပတ်တော်ပဲ့တင်ထက်သောအသက်တာအပြင်ဝေငါအသက်သည်ခံနိုင်တဲ့ ်အသင်းတော်ယုံကြည်သူအသင်းသူတင်သားများဖြစ်ကြဖို့အနေငယ်တိုက်တွန်းခွာပေးဝေငှပါရယ်အားလုံးပေါ်မှာဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေ။